ခလေးအတွေ။တမီးတို့ဘယ်သွားကြမလို့လဲ။မှန်နေကိုကြည်ကနှကန်းနီစိုးနေသောချွေးမဖြစ်သူကို ရောက်ခမက နောက်မှမေးလိုက်ခြင်းဖြစ်သည်။အော်အမေနိုးနေပြီလား။တမီးတို့ဒီမနက်ကိစ္စတစ်ခုနဲ့အပြင်သွားစရာရှိရဲ့မေ။သားပါခေါ်သွားမှာ။အကိုလဲလိုက်မှာ။အိမ်မှာမေတယောက်ပဲကြံခဲ့မှာ။မနက်စာကတော့ကော်ဖီလေးဖြော်တောက်လိုက်နော်။ နေ့လယ်စားလဲအမေဘာသာချက်စားပြီးတော့ရေခဲတက်တာထဲမှာကြက်သားတွေရှိတယ်။ခမင်းကလည်းမီးမလာလို့မတည်သွားတော့ဘူး။တမီးရေမီးကတနေ့လုံးလာမှာမဟုတ်ဘူးလေ။ဒီနေ့ညနေ9:00နာရီမှမီးလာမှာ။တားဖြစ်သူကဝင်ပြောသည်။အမေကလည်း gas မီးပုံနဲ့ချက်လေ။မင်းတို့ gas မီးပုံငါမှမဖွင့်တတ်တာကွယ်။ချွေးမဖြစ်သူကတားရေတားပါမှာလဲအင်းကြီးလဲမယ်လေ။ ตาดีมาเมบาเล่กวยถ้าโซနေလဲစားဘလို့လုံးမှာလဲตาတို့อ่ะညံ့နေมาပြန်ရောက်มาအမေဒီနေ့ဖုန်ကြီးကြောင်းတော့အောင်มาလာဘာဖြစ်လို့လဲဖုန်ကြီးကြောင်းมาဒီနေ့စတုတွေဒါကျွေးတယ်လေအမေနေလဲကြာရင်ဖုန်ကြီးကြောင်းมาตွားစားလိုက်တော့เนาะအေးပါအမေအတွက်မပူနဲ့မင်းတို့ตွားเสียရှိရာตွားကြตาမိตาဖတ်3ယောက် ကားဖြင့်ထွက်သွားကြသည်ကို မိခင်ကြီးကအိမ်မော်ကကြည်ကကြံခဲ့သည်လမ်းတွင်ဖြစ်သည်ကားမောင်းနေသည့်ဖခင်ဖြစ်သူကိုတားဖြစ်သူကဖေဖေဘာလဲကွာတားကြည့်လိုက်ရင်လေခုံကြီးကြောင်းသားချံဝယ်ပြီးအဲ့ဒီမှာအိမ်ဆောက်မယ်တိလားဘသူနေမှလဲတားကြည့်လိုက်ရင်ဖေဖေမေမေတို့နဲ့တူတူနေဖို့လေအခုနေတဲ့အိမ်ကဘာဖြစ်လို့လဲကွာခုနေတဲ့အိမ်ကခုံကြီးကြောင်းနဲ့ဝေးတယ်လေ ဝေးတော်ရောဘာဖြစ်လို့လဲဟောခုဆိုရင်ဘဘွားဖုန်ကြီးเจ้าနဲ့အိမ်ဝေးတော်အဝေးကြီးလမ်းလျှောက်ပြီးထမင်းသွားစားရတော့မှာပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲကွာဒါကြောင့်တားကြီးလာရင်ဖုန်ကြီးเจ้าနားမှာအိမ်ဆောင်မယ်လို့ပြောတာတကယ်လို့တားတို့အပြင်ထွက်เสียရှိတယ်မိမိကိုလည်းထားခဲ့ရမယ်မိကလည်းမလာဘူးထမင်းချက်ဖို့လည်းအဆင်မပြေဘူးမိမိကနေ့လယ်စာထမင်းစားဖို့ဖုန်ကြီးเจ้าမှာသွားစားရမယ်ဆိုရင်ဖုန်ကြီးเจ้าနဲ့အိမ်ကနီးနီးလေးဆိုတော့ မင်းမင်းမပင်မန်းတော့ဘူးပေါ့အဝေးကြီးလမ်းလျှောက်သွားစရာမလိုတော့ဘူးလေလင်မယားနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ကမ်းမကကြောက်ခဲရည်ထဲကိုပြုံးမကြခြင်းယင်ကမ်းမကို တွဲကတ်ထားရသည်တရွက်သည် အပင်ကကြွေမကြခြင်းယင် အပင်ကို တွဲကတ်ထားရသည် လူသားသည် လုံခြုံခြင်းယင်မိသားစုကိုဖတ်တွယ်ထားရသည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။